တ္တဆိုတာစွန့်လွတ်နိုင်တယ်တွေ့တာမနေဘူးတဏှာကမစွန့်လွတ်နိုင်ဘူးအဲ့ဒါမှကွဲပြားခြားနာမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချင်းကပူလောင်တယ်မေတ္တာချင်းကအေးမြတ်မေတ္တာဆိုတာအတွေ့အတာကင်းတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်တဘောပဲ။ မေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ်အတွက်စဉ်းစားကြည့်လေလူတွေကဘသူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်စမ်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင် ကိုယ်စိတ်ချမ်းသာအဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာ ော်ဒါကိုလူတွေမျက်စိလည်သွားတယ်ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှိရင်နောက်ဆုံးကြတော့အမေအဖေကချစ်နိုင်မှာအောင်မလားအမေအဖေကို အမေဖေကဒီသားလေးဒီသမီးလေးကိုကြည်ပြီးတော့သူ့ရဲ့စိတ်ကျေနပ်မှုကလေးရနေတာအဲ့ဒါကိုချက်ထားသူ့ရဲ့စိတ်ကျေနပ်မှုလေးကိုဖြတ်လို့ဖြည့်စည်းလှုပ်လာပြီဆိုရင်သွားတော့သတင်းစာတွေကထည့်ပြီးတော့သားသမီးတွေအမွေပြတ်ကြော်ညာတာတွေမရှိဘူးလားရှိတယ်။ဘာဖြစ်လို့အမွေပြတ်ကြော်ညာရတာလဲလို့ဆိုရင် သူ့ရဲ့ ပီတိသောမနတဆိုတဲ့ခံစားချက်လေးကိုဖြည့်ဆည်းပြလို့တဲ့အတိပ္ပယ်ကဒါပဲဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောနတလေး तू မရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါပဲအဲ့တော့တဏှာချင်းနဲ့မေတ္တာချက်ကအလွန်ကွာမေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူး ကျိုးစီးပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော်တွေ့တာမနေဘူးကို့အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သားစင်စားတယ်ဟောမေတ္တာတည်တဲ့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကလုံးလေးဖြစ်လာတာကအကြည့်မေတ္တာတအေတာမေတ္တာ မိတ္တသမိတ်ဆွေတငယ်ချင်းရဲ့အေးတာဥစ္စာဖြစ်တဲ့စိတ်သဘောထားပဲမေတ္တာမိတ်ဆွေတငယ်ချင်းရဲ့စိတ်သဘောထားစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာဤစဉ်းစားကြည့်လို့ရှိရင်လူတိုင်းလူတိုင်းမှာမိတ်ဆွေတင်ကားတွေရှိကြတယ်အပေါင်းအသင်းတငယ်ချင်းတွေရှိကြတယ်တငယ်ချင်းနဲ့စကားပြောရရင် ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေချင်းနဲ့တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေဟာမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာသည်ခုနကတဏှာရာဂဆိုတဲ့အချက်နဲ့မတူဘူးတဲ့ကောင်းပြီ မေတ္တာဆိုတဲ့သဘောတရားဟာအာရောဒအမုန်းကင်းစင်တဲ့သဘောတရားကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲအဲ့ဒီသဘောတရားလေးဟာမိမိရဲ့တဏ္ဍမှာပင်ကိုယ်ကရှိနေပေမဲ့လို့လေ့ကျင့်ပေးမှအစွမ်းထက်မယ်မလေ့ကျင့်ရင်အစွမ်းမထက်ဘူးအဲ့တော့မေတ္တာဆိုတဲ့သဘောတရားကိုဘာနဲ့လေ့ကျင့်ရအာယုန်နဲ့ပဲလေ့ကျင့် စိတ်တစ်ခုကိုထက်မြက်လာအောင်လေ့ကျင့်ခြင်းအာယုန်နဲ့လေ့ကျင့်ဓာတ်ထက်အောင်ဘာနဲ့လောက်อ่ะကြောက်နဲ့တွေးရတယ်ကြောက်ပေါ်တင်ပြီးတော့တွေးမှဓာတ်ထက်တယ်ထို့တူပဲဒီမိတ္တမိတ္တစိတ်ဓာတ်လေးဟာခိုင်မာကြီးထွားလာအောင်ဘာနဲ့လောက်อ่ะအာယုန်နဲ့လောက်ပေးရမယ်အာယုန်မောပေါ်တင်ပြီးတော့လေ့ကျင့်ရမိတ္တလေ့ကျင့်ခန်းကိုဘုန်းကြီးတို့ဝိသုရိမကျမ်းကြီးမှာ ရှင်းရှင်းလင်းလင်းရေးထားတာရှိတယ်မေတ္တာကိုလေ့ကျင့်ကံလို့